မင်္ဂလာပါခင်ဗျာခုချိန်ကစားပြီး2025ခုနှစ်ဇွန်လ17ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် မြန်မာတိုင်းနယ်စပ်ကအမိုးနယ်စပ်ခေါ် point 2566 descan ကို KNU ကသိမ်းပိုက်လိုက်တဲ့သတင်းကိုတင်ပြပေးကြပါရစေ။မြန်မာတိုင်းနယ်စပ်ကအမိုးနယ်စပ်သို့မဟုတ် point 2566နေရာရှိစစ်ကောင်စီစကန်တခုကိုအပိတက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်တဝဲခရိုင်ကဇွန်လ10ရက်နေ့မှာသတင်းထုတ်ပြန်ထားပါရစေ။အဆိုပါစကန်ကိုဇွန်လ10ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၃ရက်ကြာဇွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာအပိတက်သိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါရစေ။ ပိုင်2566စကန်အတိုင်းတာစစ်ကောင်စီထီတာဗျူဟာကွက်ကဲမှုအောက်ရှိခလာရ25တဲ့ရင်ဖြစ်ပြီး KNU မြိတ်တဝဲခရိုင်ထီတာနေထီခီဌာနချုပ်ကိုလက်လွတ်ခဲ့ရတဲ့1998နှစ်ကုန်ပိုင်းမှာတည်ထောင်ထားတာဖြစ်ပါတယ်ဒီကုစစ်စင်ရေးကို KNL တပ်မဟာလေးကဦးဆောင်ပြီးကရင်မျိုးသားကာကွယ်တပ်မတော် KNDO တရင်ခွနေတပ်မဟာ drone တပ်ဖွဲ့ KDSF တီမိုပွာဒေတာတည်တော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးအစည်းအရုံးနဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ TPLF FFD ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။ KNU KNLA တပ်မဟာလေးကပြီးခဲ့တဲ့လပိုင်းတွေမှာဌာနချုပ်ဟောင်းဖြစ်တဲ့ထီထာနေတီကီနေဆက်စကန်တွေကိုပြန်လည်သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ကြောက်ကြီးမှာစစ်ကောင်စီဂိတ်စကန်ကိုတိုက်ခိုက်ရှင်းလင်းခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့တဲ့တဲ့တင်ကို တင်ပြပေးကြပါမယ်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းကျွာထိပ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီကိစ္စကံကိုဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့ Falcon Guerrilla Force ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့မနက်7:00နာရီဝန်းကျင်ကအဆိုပါကိစ္စကံကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာမိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစစ်ကောင်စီတပ်သားတချို့ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီးထွက်ပြေးသွားခဲ့ကြကစခန်းကိုဝင်ရောက်ရှင်းလင်းခဲ့ရာ MA1 တနက်တလဲ KM များ ောင်းစစ်တုံးပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့ပါတယ်။အဆိုပါစစ်စင်ရေးကို Falcons Guerrilla Force စုံရဲတပ်ဖွဲ့နဲ့ KNL တရင်ရှိတို့ကပူးပေါင်းကာတိုက်ခိုက်ခဲ့တာဖြစ်ပြီးအထူးကိမရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလဘီစစ်တွေဂန်ဂောကျွန်းကျေးရွာနဲ့ကြောက်ဖြူအမှတ်32ရဲတပ်ရင်းအနီးမှာတိုက်ပွဲများပြင်းထန်နေတဲ့တဲ့ရင်ကို တင်ပြပေးကြပါမယ်။ ရခိုင်ပြည်နယ်စစ်တွေးမြို့နယ်ကံကောကျွန်းကျွာရှိစစ်ကောင်စီစစ်စခန်းတစ်ခုကိုအရခတက်တော် AA ကမေလနှောင်းပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Western News မှာဖော်ပြထားပါတယ်။မိုတိတန်စွာရာသွန်းနေချိန်စစ်ကောင်စီတပ်သားများအလေးငိုက်ဖြစ်နေစဉ် AA အဖွဲ့ကညအချိန်မှာစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများရာနေချီသေဆုံးခဲ့ပြီးဒဏ်ရာရသူများကိုစစ်တွေးမြို့ဆေးရုံနဲ့တပ်နယ်မြေဆေးရုံများသို့ပို့ဆောင်ကူတာခဲ့ရတယ်လို့သိရှိရပါတယ်။ AA အဖွဲ့ဟာစစ်ကောင်စီရဲ့တန်ချက်ကာ စ်ကားနှစ်စီးကိုမိရှုဖျက်ဆီးခဲ့ပြီးမနက်ပိုင်းမှာပြန်လည်ဆုတ်ခွာသွားခဲ့ကာတေဆုံသူများရဲ့ရုပ်လောင်းများပုပ်ပွားအနံ့စုများစစ်တွေမျိုးပတ်တို့လေတိုက်မှုကြောင့်ပြန့်နှံ့လျက်ရှိတယ်လို့ဒေသခံများကပြောဆိုနေကြပါတယ်စစ်ကောင်စီဟာစစ်တွေမျိုးနှီးရှိကြေးရွာပေါင်း20ခန်းမှာဒေသခံပြည်သူများကိုနှိမ့်ထုတ်ခဲ့ပြီးရင်းနေရာများမှာစစ်စခန်းများအခိုင်မာတိစောက်ထားကာဂန်ကောကျွန်းကြေးရွာမှာလည်းတပ်သား200ထက်မနည်းနဲ့တန်ချက်ကစစ်ကားများချထားတယ်လို့သိရှိရပါတယ်စစ်ကောင်စီဘက်မှမြေမြုံမိုင်းများထောင်ထားပြီးပေါက်တော့ ပုံနေကျွန်းနေရတိတောင်ဘက်သို့လက်နေကြီးပြက်ခတ်မှုများပြုလုပ်လျက်ရှိတဲ့အပြင်ကလဲတဲ့မြေဝါနေမေယူမြစ်တျောက်စစ်သင်းပေါ်များနဲ့ကင်းလှည့်နေပြီးလေကြောင်းတိုက်ခိုက်မှုများလည်းရှိနေကြောင်းသိရှိရပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိစစ်မြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအကြီးအကျယ်ထိခိုက်ကြဆုံးမှုများနဲ့အတူအမှတ်30နေရဲတပ်ရင်းတို့ဆုတ်ခွာထွက်ပြေးနေရကြောင်း နီရင်ဇရာသတင်းဌာနမှဖော်ပြထားပါတယ်ရဲတပ်ဝင်းဝင်းကျင်မှာစစ်ကောင်စီတပ်များကကြီးရေလီသုံးမြို့နဲ့အရခတက်တော် AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေတော့လေ AA ရဲ့တံပြန်ထိုးစစ်ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ကြဆုံးမှုများလာပြီးရဲတပ်ရင်အတွင်းသို့ဝင်ရောက်ထွက်ပြေးနေရတယ်လို့သိရှိရပါတယ်စစ်ကောင်စီတပ်ဖွဲ့များဟာအမှတ်32ရဲတပ်ရင်ကိုအင်အားအလုံးရင်းနဲ့ခုခံကာကွယ်နေပြီးလေကြောင်းမှအဓိကပစ်ကူပေးနေတယ်လို့သိရှိရပါတယ်စစ်ကောင်စီဘက်ကရဲတပ်ရင်မကြဆုံးစေရန်အသေး ည်းတန်ခုကန်တိုက်ခိုက်နေတော့လေထိခိုက်ကြဆုံးမှုများလာပြီးစစ်သားများရဲ့စိတ်ကြပြပြမှုလက်နက်ချမှုနဲ့ထွက်ပြေးမှုများရှိနေတယ်လို့သိရှိရပါတယ်။ဇွန်လ9ရက်နေ့ကဂုံးချိန်တိုင်းနဲ့အမှတ်32ရဲတပ်ရင်းအနီးဝင်းချင်းပြိုင်းစစ်ကနန်းဖဲတောင်မင်းတက်တောင်နဲ့မလကျွန်း area တဝိုက်ကိုစစ်ကောင်းစီများက Jet Fighter နဲ့ Y12 လေယာဉ်များနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးရေကြောင်းမှလည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆလဘီ CDF အရှူကနေရီကန်လေချောင်းရန်ကာကွယ်ရေးတပ်စခန်းမှထွက်ပြေးလာတဲ့ပြည်သူစစ်များလက်နက်များနဲ့တကွာအရှင်ဖမ်းမိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါတယ်။2025ခုနှစ်ဇွန်လ၄ရက်နေ့မှာနေရီကန်လေချောင်းကာကွယ်ရေးတပ်စခန်းမှရှေ့တန်းကာကင်တာဝန်ထမ်းဆောင်နေစဉ်ထွက်ပြေးလာတဲ့စစ်ကောင်းစီတပ်သားပြည်သူစစ်၃ဦးကို MA မျိုးစားလက်နက်ငယ်၃လက်နဲ့ KN အချို့နဲ့တူအရှင်ဖမ်းမိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်အရှူ CDF အရှူမှတရင်ထုတ်ပြန်ထားပါတယ်။နေရီကန်လေချောင်းကာကွယ်ရေးတပ်စခန်း ၂နေ့တာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ဒေါ်လင်းတပ်ဖွဲ့ဝင်များနဲ့ထိတ်ဆက်ဆက်သွယ်ပြီးအ мян ဆုံးအလင်းဝင်ပူးပေါင်းကြပါရန်တိုက်တွန်းထားပါတယ်ခင်ဗျာ။ ကောလင်းမြို့နယ်ကကျေးရွာနှစ်ခုကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတဦးသေဆုံးပြီး၄ဦးဒဏ်ရာရှိခဲ့တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။သကိုင်းတိုင်းကောလင်းမြို့နယ်ကဖလဲကျေးရွာနယ်ကောလင်းဝန်းသူအဆက်ကကံကုန်းကျေးရွာတို့ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတဦးသေဆုံးခဲ့ပြီး၄ဦးဒဏ်ရာရှိခဲ့တယ်လို့သိရှိရပါတယ်။ဇွန်လ9ရက်နေ့မနက်9:20မိနစ်မှာဖလဲကျေးရွာကိုမိတ်တီလာလေတပ်မှ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွင်အမျိုးသမီး2ဦးနဲ့ အမျိုးသားတူထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်၆လုံးထိခိုက်ပျက်စီးခဲ့ရပြီးတရိတ်ဆန်တချို့တိတ်ဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။အလားတူမနေ့9:32မိနစ်မှာလေကန်ကုန်းကျွာကိုတဒဦးလေးစိမ်းမှ Jet Fighter တစ်စီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းတားဖနှူးထိမှန်ခဲ့ကတမီးဖြစ်သူတိတ်ဆုံးခဲ့ပြီးဖခင်ဖြစ်သူမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ចောင်းသားလက်ယုံတက်တော်မှာចាសုံးရဲបော်នោះឧត្រែណាយីပြုလုပ်တဲ့တရင်ကိုဆက်လက်တင်ပြပေးခြင်းပါတယ်ចောင်းသားလက်ယုံတက်တော် SAF ကសិះអាណាရှင်ដលန်ရေးတိုက်ပွဲတွင်ចាសုံးခဲ့ရတဲ့ရဲបော်នោះឧត្រែណាយីခန္ဓာပြုလုပ်ပေးခဲ့တယ်လို့သိရှိရပါတယ်ចောင်းသားလက်ယုံတက်တော်ကရဲបော်យ៉ាសាဟာဇွန်လ6ရက်နေ့ည9:00နာရီနေ့ရဲបော်ទីហា4ဟာဇွန်လ9ရက်နေ့မနက်4:34နာရី34မိနစ်မှာដលန်ရေးတာဝန်များကိုထမ်းဆောင်ရင်းရဲဝန်စာအသက်ပေးလူចាសုံးခဲ့တယ်လို့ဆိုပါတယ်ចាសုံးရဲបော်នោះឧត្រែအမိန့်ပြန်တန်းဖက်ကြား ားခြင်းနဲ့တကြွချင်းခန္ဓာကိုဇွန်လ9ရက်နေ့မှာပြုလုပ်ပေးခဲ့တယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ ဒိုင်ဥခမယ440တယင်းကော့တောင်းချေဆိုင်ခမယ431တယင်းနဲ့မြဝတီမြို့295တယင်းမှာစစ်မှုထမ်းတပ်သားသေးရှိဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးကြပါရစေ။ဇွန်လ10ရက်နေ့မှာဒိုင်ဥမြို့နယ်ခမယ440တယင်းမှာစစ်မှုထမ်းတပ်သားသေးနှူးဟာလက်နက်ခဲယမ်းများနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဗျူဟာ29တို့ဆက်သွဲကောင်အလင်းဝင်ရောက်လာခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါရစေ။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားသေးနှူးဟာအကြမ်းဖက်အ အတင်းအဓမ္မတက်သားစုဆောင်ခံထားရသူများဖြစ်ပြီးစစ်မှုထမ်းပတ်စင်၃နေ စစ်မှုထမ်းအပတ်စဉ်ရှိကစစ်မှုထမ်းတင်းနှန်းစင်းတသားတင်များဖြစ်တယ်လို့သိရှိရပါတယ်။အလားတူဇွန်လ3ရက်နေ့မှာကော်တောင်းမြို့နယ်ခြေဆိုင်431ခြေမြန်တရင်မှာထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတသားအဖြစ်စုဆောင်းခံရသူ3ဦးဟာကော်တောင်းမြို့နယ် local PDF ဂျန်လောအဖွဲ့ထံအလင်းဝင်ရောက်လာခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါအလင်းဝင်ရောက်လာသူ3ဦးမှာကိုအားကာထွန်းကိုလှဝင်းမောင်နဲ့ကိုအောင်ထွန်းလင်းတို့ဖြစ်ပါတယ်။၎င်းတို့သုံးဦးဟာထိုင်းနိုင်ငံတွင်ဖမ်းဆီးခံပြရပြီးနောက်ရနောင်းမြို့နယ်မှာကော်တောင်းမြို့နယ်သို့ပို့ဆောင် ောင်ခံခဲ့ရပြီးစစ်မှုထမ်းဖြင့်တပ်သားတွေစုဆောင်းခံခဲ့ရခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာချင်းမြန်တရင်း431တို့ပို့ဆောင်ခံခဲ့ရပြီးဆေးရဲခန့်သာနေထိုင်ခဲ့ရကထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ ထွက်ပြေးလာသူ၁၀ယောက်နဲ့ကြံခွနယ်ဦးကထွက်ပြေးနေစဉ်စိတ်ကောင်းစီတပ်သားများနဲ့ထိတ်တိုက်တိုးပြီးတန်ပိုက်လုံးနဲ့မသေးယုံရိုက်နှက်ခံရကပြန်လည်ဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်ထို့သူဇွန်လ9ရက်နေ့မှာမြဝတီမြို့295တရင်မှာရဲဘော်3ဦးဟာဘ ிய ဟာ31လုံကြုံရေးတက်ခွဲထံအလင်းဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ဘ ிய ဟာ31လုံကြုံရေးတက်ခွဲထံအလင်းဝင်ရောက်ခဲ့တဲ့ရဲဘော်3ဦးအားတူးလင်းစုငွေ9သိန်းကျပ်စီပေးအပ်ချင်းမြင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အသက်80ပြည့်မွေးနေ့ကိုတော်ဝင်တောင်းတပ်ဖွဲ့ဝင်များဂုဏ်ပြုခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးထုတ်နှောင်ခြင်းခံရရတဲ့နိုင်ငံတော်တမီကန်ပုတ်ကိုဒေါင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဆူတောင်းကာဂုံပြုပေးခဲ့တယ်လို့ Royal Peacock Calling ကသတင်းထုတ်ပြန်ထားပါတယ်။အမေဒေါင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုံပြုတဲ့အနေနဲ့တော်ဝင်တောင်းတပ်ဖွဲ့ဝင်ရဲဘော်များကဒိုက်ထိုးလေးကျင်ကန်အကျဉ်းရေး80နဲ့ကောင်းဆိုင်80စက္ကန့်ပြုလုပ်ကာအမေစုအမြန်လွတ်မြောက်ပါစေကြောင်းဆူတောင်းပေးခဲ့တယ်လို့ဆိုပါတယ်။အခြားပြည်သူကာကွယ်တပ်ရင်းများမှရဲဘော်များနဲ့ပြည်သူများအနေနဲ့လည်း SU-80 ဗတ်ဒေးကမ်ပိန်းမှာပါဝင်ပေးကြဖို့ကိုတော်ဝင်တောင်းတရင်ကတိုက်တွန်းထားပါတယ်။ ဆက်လက်ပြီးရန်ကုန်ဝင်းချက်ဝစ်စင်ကြီးကားကမ်းမိတ်ဟောင်း80ရာခိုင်နှုန်းအထိရရှိထားပြီးကျန်30ရာခိုင်နှုန်းကိုဝိုင်းရံပေးကြရန်တိုက်တွန်းထားတဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ရန်ကုန်ဝင်းချက်ဝစ်စင်ကြီးကားကမ်းမိတ်ဟောင်း80ရာခိုင်နှုန်းအထိရရှိထားပြီးကျန်ရှိနေတဲ့20ရာခိုင်နှုန်းကိုဝိုင်းရံပေးကြရန်အသိပေးတိုက်တွန်းထားပါတယ်။ကျွန်တော်တို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တင်မှလက်ရှိပြုလုပ်နေတဲ့ရန်ကုန်ဝင်းချက်ဝစ်စင်ကြီးကားကမ်းမိတ်ဟောင်း80ရာခိုင်နှုန်းအထိရရှိပြီးဖြစ်တာကြောင့်ကျန်ရှိနေတဲ့ကမ်ပိန်းကာလ9ရက်အတွင်းမှာ 20ရာခိုင်နှုန်းကိုထောက်ပို့ရဲဘော်ရဲဘက်များကဝိုင်းဝန်းအားဖြည့်ပေးကြပါအောင်လို့ဆိုပါတယ်။ရန်ကုန်ဝင်ချက်ဝစ်စင်တင်းတထောင်ကမ်ပိန်းဟာစစ်စင်ရေးတွေမှာရှေ့တန်းသွားကြမယ့်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့1ရဲဘော်တွေကိုအုတ်ထုတ်ကြီးကတက်ဆင်ပေးနိုင်မှုကမ်ပိန်းကိုပြုလုပ်ခြင်းဖြစ်ပါတယ်။2025ခုနှစ်မေလ15ရက်နေ့မှဇွန်လ15ရက်နေ့အထိရဲဘော်တွေရန်ကုန်ကိုဥတီတဲ့တိုက်ပွဲတိုင်းမှာရွရွချွချွန်ပါဝင်တိုက်ပွဲဝင်နိုင်မှုကမ်ပိန်းမှာကြီးကအုတ်ထုတ်9000ဘတ် fast တခု3500ဘက်ဈေးနှုန်းတွေအတိုင်းဆင်ပေးနိုင်တယ်လို့နိုင်တဲ့မြလေးပါဝင်အားဖြည့်ပေးနိုင်တယ်လို့သိရှိရပါတယ်ခင်ဗျာယခု တင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio Nuji သတင်းတောင်မင်းစစ်သွင်းနဲ့ Car Share တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ